မင်္ဂလာပါရှင်။ပါမခေတ်တဲ့တွင်ဌာနမှကျူဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပြီးဧပြီလ26ရက်အမနက်ခင်းသတင်းများကိုစတင်အစီအခံတင်ဆက်ပေးပါမယ်ရှင်။ပရမောင်းဆောင်သတင်းအနေနဲ့ဂျိုးပင်ကအလေကုန်းတိုက်နယ်ရဲစခန်းမှာထွက်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှု နေရင်းကောင်းဆောင်ငွေဆိုးအပါဝင် စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းသေဆုံးဆွဲတဲ့တွင်ဖြစ်ပါရရှင်။ ပဲခူးတိုင်းကျူပင်ကောင်မြို့နယ်အလေကုန်းတိုက်နယ်ရဲစခန်းမှာထွက်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာနေရင်ကောင်းဆောင်ငွေဆိုအပောင်းဝင်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းတီဆုံးခဲ့ကြောင်း GBK PD ဇက်အန် GBK PDF ပဲခူးရုံမှအခြေပြုတပ်ခွဲမှတောင်းရှိသူတို့ကရန်ကုန်ခင်းတဲ့တရင်ဌာနထံသို့ပြောဆိုသည် ဧပြီလ24ရက်နေ့တွင်ဂျိုဝင်ကောင်မြို့နယ်အရှိဘတ်အလေကုန်းတိုက်နယ်ရဲစခန်းမှထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်မြို့ဘက်သို့ဦးတည်ထွက်လာစဉ် BDZ GBK PDF ဘကူယုမချေပြူတပ်ဖွဲ့မှစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည် ထို့သောမိုင်းဆွဲတိုက်ခိုက်ပြီးနောက်ဇမ်ဘတ်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကအနီးကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းရှင်းတိုက်ခိုက်မှုအတွင်းဇမ်ဘတ်စစ်တပ်ဘက်မှနေထင်းကောင်ဆောင်ငွေစုအပါဝင်စစ်ကောင်စီတပ်သား၁၀ဦးထပ်မံတိစုံခဲ့ကြောင်းသိရှိရသည်။ထို့ပြင်တိုက်ပွဲအတွင်းပြည်သူ့ကော်မတီတပ်ဖွဲ့ PDZNGBK PDF ဘကူရုံးမှအခြေပြုတပ်ဖွဲ့မှရဲဘော်တအူမြင်းမြတ်စွာကြာဆောင်ခဲ့ကြောင်းသိရှိရသည်။ ဆလဗင်းရေပြူမြို့နယ်မင်းသားကျေးရွာရှိပြူစောဒေးစကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား6ဦးသေဆုံးဆွေသင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္လာနေ့တိုင်းရေပြူမြို့နယ်မင်းသားကျေးရွာရှိပြူစောဒေးစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားနှင့်ပြူစောဒေး6ဦးသေဆုံးခြင်းကြောင့်မွန်တော်လန်ရစ်တဲ MSRF ပြောဆိုသည် ဧရန်လ20ရက်နေ့နက်ခ9:36မိနစ်ခန့်တွင်ရေပြူးမြို့နယ်မင်းသားကျေးရွာရှိချမ်းပတ်ဆက်ကောင်းစေးတပ်သားများနှင့်ပြည်စော်ထေးများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာအပြင်းလန်ဖြစ်ကတ်တိုက်ပွဲနက်နက်8:30မိနစ်အထိဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ရှင်းတိုက်ပွဲတွင်ချမ်းပတ်ဆက်သားနှင့်ပြည်စော်ထေး6ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိကတော်လိုင်းပူပေါင်းတပ်ဖွဲ့မှရဲဘော်3ဦးမစိုးရိမ်ရဒဏ်ရာအသေးသေးရရှိခဲ့ကြောင်းသိရှိရသည်။ အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်တော်လှန်ရေးတပ် MSRF ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတရင်စစ်ကြောင်း3 KBDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တရင်တင်မွန်ပြည်သက်ပါတီအာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSB AD တဝဲတပ်မတော် DNL နဲ့ KNU တပ်မ6 KNL တရင်29ကိုပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဆလဘီမင်္ဂလာတုံးလေးစိတ်ရေကင်းကိုဝေးထိမ်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ဆိုတဲ့တဲ့ရင် ကိုတင်ဆက်ပေးပါမယ် ရှမ်းကုန်မြို့မင်္ဂလာတုံး၄၀ရေကင်ကိုဝေထိန်မှန်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းဒက်ချေရိုတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှမ်းကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်ရှမန်နေဧပြီလ24ရက်နေ့ည9:50မိနစ်ခန့်တွင်မင်္ဂလာတုံးမြို့နယ်ကျန်ငင်းစုရပ်ကွက်လေးစိတ်လန်းသွေရှိရေကင်ကိုရှမ်းကုန်မြို့ပြပျောက်ကြားရဲဘော်များကအဝေးထိန်မှန်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် အဆိုပါရဲကင်းသည့်ပြည်သူများကိုနေစဉ်အများဒုက္ခပေးနေသောစစ်သားနှင့်ရဲများရှိနေ၍တန်းရှယ်ရိုတပ်ဖွဲ့မျိုးပြပျောက်ကြားရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ အကြံမဲ့စစ်ကောင်စီလက်အောက်ကစစ်သားရဲနှင့်တောက်တိုင်များကိုရရနေရရင်တိုက်ခိုက်သွားမည်ဖြစ်ပြီးဆက်လက်တိုက်ခိုက်ရန်ပြင်းထန်များလည်းရှိနေသောတက်ရှေရိုတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်ပြည်သူများအနေဖြင့်လည်းစံဘက်စစ်ကောင်စီနှင့်ပတ်သက်တဲ့နေရာများစစ်ကောင်စီလက်အောက်ခံရဲစစ်သားပြူစောထေးများအရက်ဝတ်စစ်သားများစုဝေးရနေရာများကိုတွားရောက်ခြင်းမပြုလုပ်ရန်နှင့်ဝေဝေးမှရှောင်ရှားသွားလာပေးကြပါရန်မြစ်တာရခိုင်ထားသည် ရှကုဆလဗီရွှေချင်းမြို့နယ်ကစစ်တပ်စခန်းတစ်ခုကို KNL ပူပေါင်းဖွဲ့တိုက်ခိုက်သိမ်းပိုက်ဆွဲခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဖကိုးတိုင်းရွှေချင်းမြို့နယ်ကွန်စိတ်ချေရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KNL PDF ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကတန်လွင်တိုင်းကိုပြောပါရယ်ပြီးခဲ့တဲ့ဧပြီ23ရက်နေ့ကကွန်စိတ်ရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNL PDF ပူပေါင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ကလေကြောင်းနဲ့အပြင်းထန်ပစ်ကူပေးခဲ့တဲ့အတွက်ကျေးရွာများအပြားကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ်စစ်တောင်မြေရှိဘကန်ကွန်ဆက်ရွာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်ကွန်ဆက်ရွာအပါအဝင်အနီးတစ်ဝိုက်ကျေးရွာတွေကဒေသခံထောင်စီထွက်ပြေးတိမ်းရှောင်နေကြရပြီးလက်ရှိမှာစစ်ကောင်စီတပ်ကအင်အားများပြားထပ်မံဖြည့်ဆည်းလာနေတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်စကန်သိန်းတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးဧပြီလ25ရက်နေ့အထိ KNU နဲ့နေမြေကန် PDF တို့ကသတင်းထုတ်ပြန်မှုမရှိသေးသလိုနှစ်ဖက်စီရေးအခြေအနေလည်းဆက်လက်တင်းမာနေသေးပဲဖြစ်တယ်လို့သိရပါတယ် KNU ညောင်လေးပင်ခိုင်တက်မှ၃နေမီထဲမှာ KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကကြီးပါရီထဲမှာစစ်ကြောင်းထိုးလာနေတယ်လို့ ဒရုန်းလက်နက်ကြီးနဲ့ပစ်ခတ်တာတွေမကြာခဏလုံဆောင်နေတာပါ KNU ညောင်လေးပင်ခိုင်တပ်မသုံးနေမြေအတွင်းစစ်ကောင်စီတပ်ရဲ့ဒရုန်းလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်ဒေဆုံးဒဏ်ရာရရှိခဲ့ကြပြီးနေအိမ်ဆောက်ဦးတွေလည်းထိခိုက်ပျက်စီးခဲ့ကအများပြားထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရှိရပါတယ် ရှကုတ်ကဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နတိုချီမြို့နယ်ရင် gas pipeline အထိုင်ချတပ်ဆဲထားသောစစ်ကောင်စီတပ်သားများကို80မမလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးပြင်းထန်ဒဏ်ရာရဆွဲတည်မယ်ဖြစ်ပါရခြင်းမန္တလေးတိုင်းနတိုချီမြို့နယ်ရင် gas pipeline အထိုင်ချတပ်ဆဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကို80မမလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းနတိုချီမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်သတင်းဌာန ချန်သူပြောဆိုသည်ဧပြီလ24ရက်နေ့ညနေ9:30မိနစ်ခန့်တွင်နေထိုးကြီးမြို့နယ်ထန်းစင်ရွာရှိဘက်ရှိ gas pipeline အတိုင်းချတပ်ဆွဲထားသောစံမျက်စစ်ကောင်းစီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရှင်းစစ်ကောင်းစီတပ်သားများကိုတော်လိုင်းရဲဘော်များက80မမလက်နက်ကြီး၅လုံးပဒိန်တစ်လုံးတို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သားများတပ်ဆွဲထားသောအဆောက်အဦပေါ်တစ်လုံးကြာရောက်ပောက်ကွဲခဲ့ကစစ်ကောင်းစီတပ်သား၃ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် အဓိကကတော့ပြည်သူတွေကိုပြောချင်တာပါစစ်ခွေးတွေကတရေပေါ်ကြောင့်မဆိုင်တဲ့နေရာတွေကိုလေချောင်းကတစ်မျိုးဟောင်းဝင်းစာနဲ့တစ်မျိုးပြည်သူများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုင်းနေတာဖြစ်လို့သတိပရိယာနဲ့ပြည်သူတွေသွာလာနေတိုင်းကြဖို့တိုက်တွန်းချင်ပါတယ်လေချောင်းအန်ရီကိုတော့ဂယုတစိုက်နေတိုင်းကြဖို့တိုက်တွန်းပါတယ်ဟုနှထူးချင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုသည် ဆလံပေကချင်းပြည်နယ်ဖားကန်းတို့ဦးတီချီတက်လာနေတဲ့စစ်တပ်စစ်ကြောင်းများကို KIA KPDF ဖူပေါင်းတပ်ဖွဲ့ကစောင့်ကြိုးတိုက်ခိုက်ပမော်ရင်လေတိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်ဖားကန်းတို့ဥတီချီတက်လာနေသည့်စစ်တပ်စစ်ကြောင်းများကို KIA KPDF ပူးပေါင်းအဖွဲ့ကစောင့်ကြိုတိုက်ခိုက်ခဲ့ပြီးဗမော်ရင်လည်းတိုက်ပွဲပြင်းထန်နေကြောင်း KIA စစ်ရေးတရရင်မြက်ကပြောဆိုသည်ဖားကန်းမြို့သို့မိုးကောင်ကာမိုင်းဘက်မှစစ်တပ်စစ်ကြောင်းများအင်အားရချီ၍တက်လာနေကြောင်းထို့ကြောင့်ဧပြီလ24ရက်နေ့မှစတင်၍တိုက်ပွဲများဖြစ်ပွားခဲ့ပြီးယနေ့အချိန်တိုက်ပွဲများပြင်းထန်နေမှုကြောင့်ဖားကန်းလမ်းပိုင်းများအလုံးပိတ်ထားကြောင်းသိရှိရသည် မနေ့ကကာမိုင်းအထက်ရေကာတာဘက်တိုက်ပွဲမှာစစ်ကောင်စီဘက်ကအယောက်900လောက်စစ်ကြောင်းထိုးရဲအရာကို KNY KBD ရဲ့ပူးပေါင်းဖွဲ့ကစောင့်ကြိုတိုက်ခိုက်တဲ့အတွက်အထူးခိုက်တွေရှိတယ်။မိုင်းဆွဲတဲ့အချိန်တော့3ရောက်လွင်သွားတာမြင်နေဟု KNY စီရေးတရင်ရင်မြက်ကရှန်ကုန်ခေတ်တရင်ဌာနတန်တို့ပြောကြားသည်။ထို့ပြင်ဧပြီလ24ရက်နေ့တွင်မြစ်ကြီးနောင်မိုးကောင်းကာမိုင်းဘလန်း ရှိကတာရွာတဝိုက်တွင်တိုက်ပွဲများကြီးကြေဖြစ်ပွားခဲ့သည့်အပြင်ဟိုပင်အင်းတော်ကြီးလမ်းမိုင်းတဝိုက်တွင်လည်းအစံဖက်စစ်တပ်ကစစ်ကြောင်းများထုံနေ၍တိုက်ပွဲများဖြစ်ပွားနေကြောင်းတိုက်ပွဲများတွင်အစံဖက်စစ်တပ်သည် Jet Fighter ဖြင့်6ကြိမ်စစ်ကူပစ်ခတ်သွားကြောင်းသိရှိရသည်ရှမန်နေဧပြီလ25ရက်နေ့ပမော်ရင်လေတိုက်ပွဲများကြီးကြဲဖြစ်ပွားနေပြီးစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေကြောင်းသိရှိရသည် ပမောဘက်ကလည်းမနက်ကနေတိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်။မြို့သိမ်းတိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်။ပမောဘက်လည်းလေကြောင်းတိုက်ခိုက်သွားတာ၁၀ချိန်လောက်ရှိတယ်။ပမောကနေရောညောလေကြောင်းတိုက်ခိုက်မှုလုပ်နေတာပေါ့။မြစ်ကြီးနားဘက်ဆိုရင်လည်းဒီမနက်ပိုင်းမှာဝိုင်းမော်ဘက်ချမ်းမှာရှိတဲ့ KHA KBD ရဲ့ပူပေါင်းတပ်ဖွဲ့တွေနဲ့နေရယူထားတဲ့နေရာမှာသူတို့ကလက်နက်ကြီးတွေနဲ့လိုက်ပစ်နေတယ်။နောက်တနေရာမှာမိုးငင်းမှလည်းမိုးငင်းကစစ်ကောင်စီစခန်းကနေလက်နက်ကြီးတွေတောက်လျှောက်ပစ်နေတာရှိတယ်။လလောဆယ်စစ်ရေးတင်းမာနေလို့ဖားကန့်လမ်းပိုင်းတွေအလုံးပိတ်ထားတာပေါ့။ဖားကန့်လမ်းပိုင်းရဲ့ဟိုပင်အင်းတော်ကြီးဝေခါဖားကန့်လမ်းပိုင်းရဲ့ကလမ်းပိုင်းတွေပိတ်ထားတာပေါ့ဟု KNY စစ်ရေးတရင်မြက်ကရန်ကုန်ခေတ်တဲ့တရင်ဌာနတန်းသူပြောဆိုသည်။ထို့သူဂျမ်ဘတ် စစ်တပ်ကကချင်ပြည်နယ်နဲ့စကိုင်းအဆက်ရှိမော်ဟန်ရွာကိုလည်းအဆက်နေ ပြည်သူဆင်များနဲ့ပူပေါင်းကအင်အား300ဝန်းကျင်မြင့်စစ်ကြောင်းထုတ်လာပြီးပြည်သူများမှထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများကပြောဆိုကြသည်ရခုဧပြီလနောက်ပိုင်းကချင်ပြည်နယ်တွင်အစံဘက်စိတ်ကောင်းစီကနေရောညပေါင်း၄ချောင်းနှင့်အမြေပြင်တွင်အင်အားလုံးရင်ဖြစ်ထိုးစစ်ဆင်နေ၍စည်ရဲလွန်တန်မာနေကြောင်း KIA စည်ရဲတရင်ရင်မြက်ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောကြားသည်